ခုဒီမှာမေးထားတဲ့တယောက်ကပေါ့နော်မလေးရှားမှာသူကတရားဝင်အလုပ်လုပ်နေတာပါမစ်လက်ရှိတယ်ဒါပေမဲ့သူလစာမရတာနှစ်လလောက်ရှိသွားပြီတဲ့ဘယ်ကိုတိုင်လို့ရမလဲတိုင်လို့ရလားတဲ့ဆိုတော့အဲ့ဒါအများကြီးသိအောင်ကျွန်မပြောချင်တာပါအာတည့်ရလူတွေလည်းသိမှာပါနော်ဒါမသိသေးတဲ့သူတွေများအတွက်ပါအဲ့တော့မလေးရှားနိုင်ငံမှာအလौသမားတွေရဲ့ဥပဒေပေါ့နော်အလौသမားတွေဘက်ကရက်တည်ပေးတဲ့ဥပဒေကအရန်ကို ကောင်းပါတယ် အဲ့တော့ကိုကတရားဝင်ဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်ဒီနိုင်ငံသားမှမဟုတ်ဘူးနိုင်ငံခြားသားလည်းတူတူပါပဲကိုကတရားဝင် လုံးလုံးနေတဲ့သူတယောက်ဆိုရင်ပါမစ်ရှိတဲ့တယောက်ဆိုလို့ရှိရင်တိုင်းနဲ့နီးရတော့၅မျိုးလောက်ရှိတယ်အဲ့တော့ကိုရဲ့လာစာကို ပေးရမယ့်ရက်ထက်ပေါ့နော်တပတ်ခဏရဲ့ကြော်သွားပြီဆိုလို့ရှိရင်ဒါစပြီးတိုင်လို့ရပါပြီအော်အခုဆိုရင်ဒီတယောက်ဆိုရင်၂လတောင်ဆိုတဲ့ခါကျတော့ဒါအေးစစ်တိုင်လို့ရပါတယ်ဘယ်လိုနီးရင်တိုင်မတိုင်နဲ့နီးတွေက၅မျိုးလောက်ရှိပါတယ်အဲ့တော့ ကိုနေတဲ့ပြည်နယ်ကိုနေတဲ့မြို့နယ်တိုင်းမှာအလုံသမားရေးရာဌာနတွေရှိပါတယ်အဲ့တော့လိမ့်စာကတော့ Google ကိုသွားလိုက်ပါကိုနေရဲ့မြို့နယ်အနားမှာဒီ labor office ဆိုပြီးရောပေါ့နော်ရိုက်လိုက်ပါရလေလို့ရှိရင်ပေါ်လာပါလိမ့်မယ်အဲ့မှာနီးစက်ရံမှာကိုကိုတိုင်းသွားပြီးတော့လဲတိုင်လို့ရပါတယ်နောက်တစ်ခုကကြတော့တယ်လီဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်လဲအဲ့လိုပါပဲ Google မှာရှာလို့ရှိရင်အကုန်ကျလာပါတယ်အဲ့တော့ ဒီဖုန်းနံပါတ်ကိုလည်းဆက်ပြီးတော့တိုင်လို့ရသလို email လည်းအဲ့တိုင်းပါပဲ Google မှာရှာကြည့်လိုက်ပါအကုန်လုံးကြလာပါလိမ့်မယ် email နဲ့လည်းတိုင်လို့ရပါတယ်အဲ့တော့ကိုယ့်ရဲ့လာစာက အချိန်မီမရဘူးအလုပ်ရှင်ရနေနဲ့ညစ်ပတ်နေပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးနေရာတွေမှာသွားပြီးတော့တိုင်လို့ရပါတယ်ညနေပေးလိမ့်မယ်အာပြီးလို့ရှိရင် ဒီကိုကအစပတ်စပို့စာအယူသွားပါမယ်အလုံးရှင်ကကိုကိုပေးထားတဲ့ပါမစ်ပေါ့နော်ပါမစ်တို့ဒီစာချုပ်စာတန်းပေါ့ contract တွေပေါ့နော်အလုံးရှင်နဲ့ကိုနဲ့ချုပ်ထားတဲ့စာချုပ်စာတန်းတွေယူသွားပြီးတော့သွားတိုင်လို့ရပါတယ်အဲ့တော့ဒီ labor office ပေါ့နော်အလုံးသမားရေးရဝင်ကြီးဌာနဆိုရင်နော်ပူထွာကြရမှာရှိပါတယ်အဲ့တော့ပူထွာကြရတော့ဝေးပါတယ်အဲ့ထိမသွားခြင်းဘူးဆိုလို့ရှိရင်နော်ကိုနေတဲ့မြို့နယ်ကိုနေတဲ့ပြည်နယ်တိုင်းမှာရှိပါတယ်နော်အဲ့ဒါလေးကိုပြောပြပေးတာပါ